မင်္ဂလာပါရှင်ကျွန်မကတော့ဒီဇူလိုင်မှာ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းကကြေးရွာကိုစစ်ကောင်စီတန်းတဲ့ဇူမီပူပေါင်းတပ်ဖွဲ့တွေကဧပြီလ၄ရက်နေ့မှာမီးရှို့ခဲ့တဲ့အတွက်ရွာလုံးကျွနီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ချင်းလန်း Information Center စီကနေသိရပါဗျ။ အိန္ဒိယဘက်ချမ်းမဏိပူရာပြည်နယ်နဲ့ချင်းပြည်နယ်အစပ်မှာခြေကုပ်ယူထားတဲ့စစ်ကောင်စီတပ်နဲ့ဇူမီ ZRA ပူးပေါင်းတပ်တွေကတွန်းဆန်မြို့နယ်ထဲမှာရှိတဲ့ CNA တပ်မ၄စခန်းကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်ပြီးထွက်ပြေးသွားတဲ့အချိန်မှာမဏိပူရာမြစ်ဘေးမှာရှိတဲ့နဇန်ရွာကိုမီးရှို့ဖျက်ဆီးသွားခဲ့တာလို့ဆိုပါတယ်အဲ့ဒီနဇန်ရွာဟာအင်ဂျီ80လောက်ပဲရှိပြီးရွာလုံးကျွမီးလောင်ခဲ့တဲ့အတွက်ဖျားရှိခိုးကြောင်လေးပဲကြံနေလို့ချင်းနေရှင်နယ်အာမီရဲ့အရာရှိတယောက်က DBB ကိုပြောပါရတယ် စစ်ကောင်စီတပ်ဟာငလင်တန်းကြောင်ထိခိုက်ခဲ့ရတဲ့ငလင်ဘေးသင့်ဒေသတွေမှာကုညီကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်ဖို့ယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲကာလသတ်မှတ်ထားပေမဲ့မြေပြင်စစ်ကြောင်ထိုးတာတွေပြင်လေကြောင်တိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေပါရဲ့ရှင်ရောက်ရီမျိုးကတရုတ်နိုင်ငံသားကြားဖြန့်ငွေလိန်ဂိုင်းဝန်ထမ်း388ဦးကိုထိုင်းနိုင်ငံမဲဆောက်ဖက်ချန်စီဧပြီလ3ရက်နေ့ကလွှဲပြောင်းပေးလိုက်ပါတယ်။မောက်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဒီကွမ်းနေပြီးတော့10ရောက်လို့ပေးအောင်။ ချစ်ချစ်ဘွားနေဆယ်ရောက်ဟုတ်ကဲ့ပါတရုတ်နိုင်ငံသားချားဖြန့်ဝန်းနန်း388ဦးကိုမြောက်ရီမှာ BGF တပ်ကနေထိမ့်သိမ်းထားရကဧပြီလ3ရက်နေ့မှာမဲဆောက်ဗချန်းကိုလွှဲပြောင်းပေးပြီးလေရင်နဲ့တရုတ်ပြည်ပြန်ပို့လိုက်တာပါဒါပေမဲ့လက်ကျန်ထိမ့်သိမ်းထားစေသူတွေကတော့အခက်အခဲတချို့ရှိနေပါတယ်ဒီနောက်ပိုင်းမှာတော့အကြီးမားတော့ဟိုစိတ်ကွန်ဘူးတော့အသိမရှိတော့ဘူးပေါ့နော်လူကနည်းနည်းနည်းလာဆိုတော့ အဲဒါမဲ့ဟိုဒီမော့ဟိုဒီကထပ်ပြီးတော့ထားထားတဲ့လူတွေအတွက်ကတော့ရာဒီဥတုပူတာတို့ဟိုသူတို့အတွက်ကတော့ကုကျင်းစာမိတာပေါ့တို့တော့ဒါပဲကျွန်တော်တို့လှုပ်ရှားရှိတဲ့အလုပ်ကတော့အဲကျွန်တော်တို့ဆက်ပြီးတော့လှုပ်သွားအောင်မယ်လှုပ်သွားအောင်ပါအခုလိုကရင်ပြည်နယ်နယ်စပ်မှာကြားဖြတ်လုပ်ငန်းတွေများပြားနေတဲ့အပေါ်အာဏာသိမ်းစစ်ကောင်စီရဲ့တာဝန်ဖြစ်တယ်လို့ပြောဆိုနေကြသူတွေလည်းရှိနေတာပါဟို ကျွန်တော်တို့တိုင်းပြည်မှာဒီလိုဘယ်လိုခေါ်မလဲဒီလောင်းကစားဝိုင်းနေနော်ဟိုမဟုတ်ကဟုတ်ကစီဝိုင်းဓာရီကိုလာလုတ်တယ်ဆိုကြဲကအဲ့ဒါမလုတ်တဲ့ကိစ္စဖြစ်တယ်တားမယ်ဆိုအဲ့ဒီကတားကြမှာဖြစ်တယ်လို့ကျွန်တော်ဉာဏ်သာနားလည်တယ်တို့လာလုတ်တဲ့ကိစ္စကိုအရောတကူခွင့်ပြုထားတယ်ကျွန်တော်နိုင်ငံကဟိုတော်တော်အသုံးမကျတယ်ပေါ့ဗျာနော်စစ်တပ်နဲ့အစိုးရနဲ့ထိပ်ပိုင်းကောင်းဆောင်နေရတယ်ပေါင်းပြီးတော့ ကိုကလိန်စာတရားလိန်စာအဲ့ဒါတွေသူတို့တောက်လျှောက်သူတို့လုပ်နေရပဲဖြစ်တယ်နော်အဲ့ဒီကိစ္စကတကယ်တမ်းပြောမယ်ဆိုရင်သက်ဆိုင်ရာအစိုးရတွေမှာ အကြီးအကျယ်တာဝန်ရှိရဲ့လို့ကျွန်တော်နေတော့ကျွန်တော်ပြောချင်ပါတယ်ဗျာအနာသိစကောင်စီရဲ့ထုတ်ပြန်ချက်အရဂျာဖြန်ဝန်ထမ်း8284ဦးကိုဖမ်းမိထားပြီး6689ဦး ပြန်ပို့ပြီးဖြစ်တာကြောင့်1659ဦးထိမ့်သိမ်းထားဆဲလို့သိရပါတယ်ခင်ဗျာကျွန်တော်မောင်တူပါဒီမှာအစား ရှမ်းပြည်နယ်နောင်ချိုမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေဘုံကျဲမှုကြောင့်ကြာဆုံးခဲ့ရတဲ့ရဲဘော်နဲ့ရဲမေ9ယောက်ရဲ့ရက်လေကိုဧပြီလ4ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့ဒနုပြည်သူ့လူမျိုးရေးတပ်တော် DPLA ဥက္ကရာကပြောပါတယ်။မတ်လ28ရက်နေ့လယ်မှာအင်အားကြီးမားတဲ့ငလင်လောက်ခတ်ပြီးတာနဲ့ DPLA တပ်ဖွဲ့ရှိရာနေရာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရဲမေ6ယောက်နဲ့ရဲဘော်1ယောက်ကြာဆုံးခဲ့ရတာလို့ဆိုပါတယ်။ အခုကာလမှာရက်လည်ကိုမိသားစုဝင်များပြားနဲ့ဇာပနာအခမ်းအနားပြုလုပ်ခဲ့ပြီးတဲ့နောက်ဘာသာရေးရရက်လည်စွန့်ကပ်အမျှပေးတရားနာတာလည်းလုပ်ခဲ့တယ်လို့ DPLA ဥက္ကရာကိုထူးထူးနိုင်ကပြောပါရယ်။နောက်ချုံမြွနယ်တဲကတောင်လရွာ30ရွာနဲ့ကြောက်ကျဲရွာဘက်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေရှိနေပြီးတောင်ခမ်းဘက်မှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါရယ်ရှင်။ ဒီ BB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ဒီဂျူလိုင်းမှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်